ဘလူးမတော့ဗရာမီလူမตาရေကူးအဖြစ်နဲ့ကြုံရပြီဗျပညာတော်ရဓာတ်သက်ပါဆိုသလိုပဲအပြာမဲဘောကလည်းပြာရာတွေကိုခတ်ကုန်တော့တာပဲအပူလုံးကြွယူဂျုံမရ လူလုံးကမလှဖြစ်နေပြီကိုစလေလောင်းရီချင်းပြက်ယွန်းသူကြီးတယ်ဗျာဘုဒ္ဓဘုကျင်စိုးရဲ့လှုပ်ချက်ကတော့ကိုကကိုအေးစင်နံများဖုတ်နေရင်အကောင်းလားအခုတော့ရှားအတမာတက်အောင်လှုပ်ပေးခဲ့တာတွေတောင်မှမထောက်မညာနဲ့လှုပ်ရလေချင်းဗျာဘုဒ္ဓဘုကျင်စိုးကတော့တကွင်းလုံးပတ်ခတ်ပြင့်မယ်လို့အာခင်ထားခဲ့သမျှတဲရီကြပေးရီပွားဖြစ်ရတယ်ခွေးရုနဲ့အချိုးပေးလို့ရွေးတူကိုဝင်းပြိုင်ခြင်းမာတယ်ဆိုမှရေဘူးကောက်တမ်းမြာသည်ဝေတယ်အစ်င့်အောင်လက်မခံတော့ မရှိတဲ့ဆောက်ချက်တွေကွမ်းမန်းကြီးကိုကွဲတော့တာပဲစကြောရာဒုက္ခအိုကျင့်ဆိုးဆိုတဲ့ကောင်းလာလဲဈေးခွေးပါဆိုနေမှာတင်ကတစိမ့်တစ်ချက်မထားဘူးအရင်ပြအကုန်မထားဘူးမဲမဲမြန်ထိုးဟောင်းပတ်ကတ်ဈေးရိုက်ဆိုမှာတော့ခံပေါ့ဗျာအခုတော့ဒီကြားတဲ့အကျွေးဘီလီယံယာကျော်ကတမောက်နှစ်ချမ်းတစီရှိရှိသည်မရောက်ဆိုင်ရင်တော့ကြည်ဖို့ကမလွယ်တော့မိုင်လုံးကြီးမိတယ်အပြစ်တွေပြောရအောင်ကလည်းအတုံးနှုံးကမစီလျော် နှစ်ယောက်လုံးကမိုက်တွင်းနဲ့သူတွေဆိုတော့လူတကာသိတယ်မဟုတ်လားဒင်းတို့ကြောင့်ပြောရတာကလည်းသူတို့တော့မသိဘူးဒီမှာဖြင့်အောင်နှလုံးကိုနားနေတော့တာပဲနာမည်ရွေးကြတဲ့ကနေတဲ့နန်တဲ့နဝင်းကိုက်အင်းကိုက်69လို့ရွေးပါဆိုနေမှာအခုတော့68ကြောင့်အပီသိတ်ခံလိုက်ရပြီမဟုတ်လားခေါင်းတော့မှာဆိုတော့ဖြာရန်ပြေးမြင်တယ်စာမေးရင်ခေါင်းမိုးထိုးပြတယ်ဖြစ်ပြက်ရှုခိုင်းရင်ဘူကြီးရိုက် ငမိုက်သားနေပြင်ရှိပါအောင်မလားဆိုတာမျိုးအမတ်တီမကြီးရဲ့လို့မပြောတော့ဘူးဗျာခုတော့ဂွေးတူမှအောင်မြင်ရွေးတူမှကြာဆုံးသူ့တူပြောရုံနဲ့ခုတလောအစဲခံရဆုံးဇကားစုရထားတဲ့အကြောင်းလေးလည်းပြောအောင်မယ်ဗျာခစ်သမိုင်းကိုဒုံဆိုင်မိသူများတယ်ဇကားနာအဲဒီဇလံကိုကြည့်ပြီးတော့ပုံခိုင်းနှိုင်းပြီးတော့ရိုင်းရိုင်းပြောမှဖြစ်မှာမို့လို့အဲဒီအတွေ့ပေါင်းပြီးလို့ဆက်လက်ပြောပြစီအောင် ဇလန်ရဲ့လုံရင်တိုင်ခဲကရှင်းပါတယ်ယုံရင်អော်ရင်ពូណាមេបို့ဗျာယုံရင်អော်ရင်ពូណាមេဒါကြောင့်မရင်းသမားအလိုကြပေါင်ကားပေးလိုက်ဆမ်းမဆိုတဲ့ message ကိုပေးခြင်းညာတာဒါဝဲကြီးရေပေါ်လဲတစ်လို့မှတ်ယူပြီးအစိတ်ခတ်နေတဲ့မိလို့တွေကိုမေးခြင်းတာကဒင်းတို့အမေနှမကိုအဲ့လိုမရင်းကျင့်နေတယ်အဖြစ်ဆိုးနဲ့တိုးနေအခုလို့ရောအကြံပေးကြမှာလားဆိုတာပဲအကြံပေးရောမကဘူးခါကင်ပြီးတော့တွန်းပေးပါဦးမယ်ဆိုရင်လဲ စိတ်သွားတိုင်းကိုပါလိုရင်ဆန္ဒတွေပြည့်မြောက်အောင်မြင်ပါစေကိုဟာကိုသာလှုပ်ကြဗျာပြည်သူကိုလှဲ့ပတ်အစိတ်ခတ်နေတာကတော့ရက်တန်းကရက်ပါတည်ငြိမ်ပြီးတိုးတက်ဖို့အစာပြုတ်နေတဲ့တိုင်းပြည်ကိုတဘိုးတည်းကြည့်တဲ့လူမိုင်းတစုကအကြံပတ်ဆက်ကော်မတီလောက်မှဇောင်းမနဲ့တဲ့အထာတွေနဲ့အာဏာသိမ်းခဲ့တယ်မရင်းဦးဆောင်ကောင်ကနှစ်နှစ်အတွင်းတိုင်းပြည်အခြေအနေကိုပုံမှန်ပြန်ရောက်စေရမယ်ဆိုပြီးခြေဥ်ရကြံဆောင်တယ်နှစ်နှစ်နဲ့ထင်တိုင်းမပေါတော့ 6လခန့်စီအလီလီထိုးပြီးတော့မဟာမဟာတာဝန်ကြီးကိုအပတ်တကုတ်ဆက်လက်ထမ်းရွက်တယ်ဗျာရွာစဉ်ပတ်မီးရှို့တဲ့အမျိုးကောင်းသားသမီးတွေကိုအယွဲ၃မှမယွေမရင်ချင်းတပ်ဖြတ်တယ်ပြီးသူအပိုင်မြုံတွေကိုကံ၃မှလုံးနဲ့ဖြက်စီးတဲ့ဂျာကငချင်းဆိုးအနာတက်ရောက်တဲ့နေမီတွေကလည်းအဲ့ဒီဂျာကတော့မှဒင်းအနာတက်ရောက်တဲ့နေမီတွေကတဖြည်းဖြည်းသေလုံပါပါနေရပြီမြို့ကြီးတချို့ကလွယ်လို့တတိုင်းပြည်လုံးဒင်းတို့အာနာဇတ်မတက်ရောက်နိုင်တဲ့အခြေအနေကိုရောက်နေပါပြီ မိထားတဲ့တာဝန်ပြောင်းအောင်မင်းစွာထမ်းရွက် PCB ဖြစ်ကြောင်းကာလုံကိုတင်ပြီးဒင်းကိုအနှင်းထားတဲ့အာနာ၃ရက်ကိုမှန်ထောင်ပြီးကိုယ့်အကိုပြန်ပေးတယ်။ရေကွက်ပွဲလှုပ်ချင်တမ်းပြီးတဲ့။တောက်ကျိုးနဲ့ logic တွေနဲ့အမခန့်အစွမ်းလှုပ်ဆောင်ချက်တွေပဲ။ဟောချက်တွေ။ဘာမှရေးမပေါ်နေတဲ့တိုင်းပြည်ကိုအရေးပေါ်အောင်သူ့ကိုယ်တိုင်ပဲဖြည့်ဆည်းပေးခဲ့တာ။ဖြည့်ဆည်းဖြည့်ဆည်းနဲ့ဒင်းတို့ကိုယ်တိုင်ကာလနာတိုက်တော့ခွေးထွက်တိုးပေါက်ကနေခွေးတိုးပေါက်ကနေခွေးထွက်တိုးပေါက်ကနေ စွထွက်ဖို့လုံတော့တာဒါဘူပဲတိုင်းပြည်အတွက်ကောင်းမွန်တဲ့အဖြစ်ဖြစ်တော့သဘိုးဆိုပြီးနှီးမျိုးစုံနဲ့ဝါရဖြန့်နေရခေတ်သမိုင်းကိုဒုံဆိုင်များသူများကိုလည်းဒုံဆိုင်မိသူများကိုလည်းဘယ်တော့မှခွင့်မလွတ်ကြီးအလိုမပေးကြီးပဲဗျာဒင်းတို့မိကိုကျင့်တဲ့မရင်းကောင်ခါကန်ခါကန်တွန်းပေးချသူများကိုဆန့်ကျင်ရင်းနဲ့ကျုပ်တို့တွေတိထားဖို့ပါတော်လိုင်းကလာအစကရေအခုချိန်ထိကတော်လိုင်းအောင်မြင်မှုအတွက်အဓိကတော့ချက်ကအညာပဲဆိုတာသိချဖို့ စေပြရတဲ့အချိန်နေအချို့ဂျားကနေပဲကျုပ်တို့အညာသားတွေတီးခဲ့တဲ့ဖြစ်ရတွေကိုသင်္ကန်းစာယူကြမယ်ဒီထက်ပိုကြိုးစားကြမယ်ပိုပြီးတော့စီလုံးကြမယ်စနေကောင်တစ်ခုအောင်မှာဒူကြီးကြီးနဲ့ခိုင်ခိုင်မာမာတော်လန်နိုင်မှုကြိုးစားတိဆောက်ကြမယ်ဗျာဒါဆိုရင်တော်တိုင်းပန်းနိုင်မလွဲမသိမကြငယ်ရောက်လာတော့မှာပဲချီးတော့ဘောအောင်နေပြီ